တင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်တင်ချက်နဲ့မှဒီကနေ့နောက်ဆုံးရတင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုစောင့်တီကြီးစုနားဆင်ပေးဖို့မြတ်တာရက်ကန်အပ်ပါတယ်ခင်ဗျာအခုတကပါဗမာဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဇေကုံမြို့ရန်ကုန်ပြည်ကာလန်ပေးမှာရှိတဲ့ကောင်းကင်ဘုံ KTV မှာစတက်လာအောက်ခံပြူစောတီများမူရည်တောက်စာပျော်ပါနေစဉ်ဒေါ်လန်ရေးတက်များကရဲဝဲစုံနဲ့ဝင်ရောက်ပြက်ကက်ခဲ့ပြီးတော့ ပြူစောဒီ9ဦးနဲ့ KDP မှမျိုးသမီး2ဦးတည်ဆုံးခဲ့တယ်လို့ရဲချင်းနှမ်းမှာဖော်ပြတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဇေကုံးမြို့ရန်ကုန်ပြည်ကာလန်ဘေးမှာရှိတဲ့ခေါင်းခင်းပုံဟဗန် KDP မှာအချမ်းဘက်ပြူစောဒီအဖွဲ့ကလာရောက်မူးရဲတောက်စားပြော်ပါနေစဉ်တွင်ဒေါ်လန်ရီတပ်ဖွဲ့ဝင်တချို့ကရဲဝဲစုံနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရမှာပြူစောဒီအဖွဲ့ဝင်9ဦးနဲ့ KDP ကမျိုးသမီး2ဦးတည်ဆုံးသွားတယ်လို့ရဲချင်းနှမ်းကသိရပါတယ်။ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်7:30မိနစ်ချိန် ဇေကုံမြို့အမတ်တုံးရက်ကဆိုင်းရွာရက်ရန်ကုန်ပြည်ကာလန်ဘေးမှာရှိတဲ့ Heaven KTV ကိုရဲယူနီဖောင်းဝတ်ဆင်ထားတဲ့ PDF ပွဲခေါင်းအုပ်ကစံကဲများနဲ့ရောက်ရှိလာပြီးတော့ KTV ခန်းအမှတ်၃မှာတချမ်းစုံနေတဲ့အကြံဖတ်စက်တက်လက်အောက်ခံပြူစောတီလို့ခေါ်တဲ့ပြည်သူလုံးချုံရေးနဲ့အကြံဖတ်နှိမ်နှင်းရေးအဖွဲ့ပါလာကဖအဖွဲ့ဝင်များနဲ့ပြည်သူစစ်များကိုဝင်အောင်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယခုလိုပြစ်ခတ်တိုက်ခိုက်မှုတော့မှာပြူစောတီပါလာဖအဖွဲ့ဝင်မျက်နှာဦး ခိုင်းစောမြင့်ဦးမျိုးလွင်မျိုးမင်းအောင်နဲ့ဇော်ကြီးတို့အပါဝင်အစောပါ KTV မှာမနင်းနှွဲအောင်နဲ့မတင်တင်အေးတို့တည်ဆုံးခဲ့ကြောင်းဒါပြင်ပြည်သူ့ဆဲအဖွဲ့ဝင်အောင်သိန်းဦးရာဝမ်ပိုက်ရှက်တိတန်ရတစ်ချက်ဝဲပေါင်ရှက်တိတန်ရတစ်ချက်ရရှိခဲ့တယ်လို့သိရပါတယ်အစောပါပြက်ကမ်းမှုဖြစ်ပွားပြီးနောက်မှာကပ္ပစ6မှာဗိုလ်မှူးကျော်လင်းသူဦးစီးတဲ့အင်အား28ဦးကမနက်အစောပိုင်း3နာရီခန့်မှာရောက်ရှိလာပြီးရုံလောင်းများကိုလာရောက်ခောက်ယူသွားကြောင်းတိုက်ခိုက်မှုတွေမှာဇီကုံမာနာယာမှထုတ်ပေးထားတဲ့ BA63 တနတ်တလက်လဲ PDF တစ်ပွဲများကယူဆောင်သွားတယ်လို့သိရပါတယ်။အိုင်းနောက်ကပတ်စာတုံးဘုံမှုမျိုးတန်းစော်ဦးစီးတဲ့အင်အား31ဦးဟာကျော်ပင်ကောင်မျိုးနယ်အတွင်းမှာစိုးပွဲပြီးတော့ဌာနပင်ဂျေးဝါကိုမနက်6:30မိနစ်ခန့်မှာစတင်ပြီးရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အရိပါလာကာဖဆိုတဲ့ကောင်တွေကတနတ်တေတကားကနဲ့ရန်ကားပျော်ပါနေလို့ဝင်လုသွားတာဖြစ်နိုင်ပါတယ်။အခုအရိကောင်တွေကြောင့်စစ်ခွေးတွေလည်းအငြိမ်းမနေရပဲအထက်ကဖိခိုင်းနေလို့တော်တော်ဒေါသထွက်နေတယ်။ နယ်မြေရှင်းလင်းရေးနဲ့အရေးကောင်တွေကိုအော်ဆဲနေတယ်လို့သိရတယ်လို့ရဲတရင်ချင်းမြက်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုနစစ်တီတပ်ဖွဲ့နဲ့ဂျိုးပင်ကောက် BTU ဆန်းဟန်တို့ကပူးပေါင်းလုပ်ဆောင်ကြတာဖြစ်ပြီးဂျီ3တနက်တလန်ဂျီပေါက်၄ခုဂျီတောင်း၈၀ဤခွေးမန်း၂ခုဒါ၃လက်လက်ထိတ်တစ်ခုတို့ကိုဒင်းစရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပခေါကုနဲ့မြိုင်မျိုးနဲ့မှာရှိတဲ့စတက်တက်ဆွဲထားတဲ့နေရာနဲ့စကြောင်းကိုတိုက်ခိုက်မှုတွေမှာတက်စကန်တချို့ဒိမ့်ပိုက်ရရှိပြီး အကြံဖတ်စစ်တာ၅ဦးထိခိုက်သေဆုံးက၂ဦးရှင်ဗန်းမိတယ်လို့အကြံဖတ်စစ်တပ်ကပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစ်။မဝေးတိုင်းပခောကူမျိုးနယ်နဲ့မြိုင်မျိုးနယ်တို့မှာရှိတဲ့အကြံဖတ်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာအကြံဖတ်စကားဆရဲ့တပ်စခန်းတချို့ကိုသိမ်းပိုက်ရရှိပြီးအကြံဖတ်စစ်တာ၅ဦးထိခိုက်သေဆုံးက၂ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့အကြံဖတ်စစ်တပ်ကပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့အတ်ကွေပြည်ပဒဖန်ဖို့စ်မှတာဝန်ရှိသူ၂ဦးကပြောပါတယ်။ ီးခဲ့တဲ့စတဲမာလာ30ရက်နေ့မနက်9:30မိနစ်ကမှပခေါကူမြို့နယ်မြစ်ချေမြို့လက်ပန်းချောင်ဂျေးဝဖုံကြီးကျောင်းမှာတပ်ဆွဲထားတဲ့ဂျမ်ဘတ်စစ်တပ်ကိုဒေါ်လန်ရီတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲလိုတိုက်ခိုက်မှုဟာမိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဖုံကြီးကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့ဂျမ်ဘတ်စစ်တပ်ရဲ့ကာကင်စခန်းကုန်းစာတင်ကျောင်းဂိမ်းနဲ့လက်ပန်းချောင်ဇက်လီစိတ်တို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်တောနောက်အော်တိုဘာလာတရက်နေမှာပခောကူမျိုးနဲ့ကံရဲရွာနဲ့ဒန်းကြည့်ဂျေးဝါကိုဝင်ရောက်လာတဲ့အဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကို တန်ချီဝါဖုန်ကြီးကြောင့်အင်းမာဒေါ်လာရင်တပွဲများကနှစ်ကြိမ်ကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါထိတွေ့တိုက်ပွဲတွေဟာအော်တိုဘားလာ3ရက်နေ့မှ9ရက်နေ့ထိတမ်းမှန်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ကထိနာကပရာမော်တာ၄စီးနဲ့ဘုံစက်နှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထို့နောက်အော်တိုဘားလာ22ရက်နေ့မှာပခောကူမြို့နယ်ညောင်ချေပင်းရွာအနီးကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ဒေါ်လာရင်တပွဲများတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာ12ရက်နေ့မနက်9:45မိနစ်ခန့်မှာမြိုင်မြို့နယ်စမုနှစ်မှာ ဝဘုံရွာအတွင်းကိုဝင်အောင်လာတဲ့စတက်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြံဘက်စတက်ဘက်က၅ဦးထိခိုက်ဒေဆုံးကဒေါ်လိုင်ရေးရဲဘော်နှစ်ဦးကြဆုံးခဲ့ကြောင်းတိုက်ပွဲတွင်ထိနာသွားတဲ့အကြံဘက်စတက်ကမြိုင်မြို့စမုနှစ်တို့ပြန်လည်ဆုတ်ခွာသွားတဲ့ချိန်ပြည်သူအမျိုးသား၁ဦးနဲ့အမျိုးသမီး၁ဦးတို့ကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းထို့နောက်တိုက်ပွဲဖြစ်ွားရနေရများကိုဒေါ်လိုင်တပ်ဖွဲ့များကနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်းတချို့နဲ့စစ်တုံးဆောင်ပစ္စည်းတချို့တင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလည်း ပခေါကူမျိုးနဲ့ဒင်ခက်ပြူရွာမှပြူစော်တီဒူကောင်းဆောင်တဦးနဲ့နောက်လိုက်တဦးဟာရသာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်ထွက်လာစဉ်တော်လိုင်းတပွဲများကလမ်းမိုင်းတနေရာမှာအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။လက်ပန်းချောင်လှိမ့်စိတ်ကတိုက်ဆက်ရမလို့ပဲနဲ့ရခဲ့တာ။သူတို့ကတန်ကြီးတောင်ပေါ်ထိဆုတ်သွားတယ်။အဲဒီတန်ကြီးတောင်အောက်ကလက်ပန်းချောင်တန်ကြီးရွာအိုင်လိုနဲ့သူတို့ဂိတ်ပွင့်ထားတဲ့ရွာတွေမှာတိုက်ပွဲဖြစ်တာ။စခွေးတွေဘက်ကထိခိုက်တိုက်စုံမှုကတော့ရှိပါတယ်။ကျွန်တော်ဘက်ကတော့အတိအကျအတိမပြုတ်နိုင်သေးဘူး။ထိခိုက်တိုင်ရရတာလောက်ပဲမြင်ရတယ်။ တရုတ်ဘက်ကရေးမတလို့နောက်ဆုတ်သွားတာပါ။နောက်ပြီးအော်တိုဘားလ22ရက်နေ့ကတော့မနက်ခင်းတပိုင်းလောက်တိုက်ပွဲဖြစ်တယ်။ညောင်ချေပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တာ။နောက်ပြီးကမ္ဘာဘက်ကိုစကြောင်းထိုးမယ်ဆိုရင်ညောင်ချေပင်ကနေသူတို့ကထိုးတာပါ။ပကောကူနဲ့ညောင်ချေပင်ကြားကသူတို့ဆုံးမိုးတဲ့နေမြေပေါ့။အော်တိုဘားလ22ရက်နေ့ကလေးကနေမြေချေတကြောဘက်ရောကမ္ဘာဘက်ရောစကြောင်းပတ်ထိုးရင်းနဲ့ဇမုနစ်ထဲကိုရောက်သွားကြတာပါ။ကြားထဲမှာလည်းတိုက်ပွဲတွေဖြစ်တာရှိတယ်။မြေမြုပ်ထားတဲ့အလောင်းနှလောင်းတွေ့တယ်။မီးရှို့ထားတာမျိုးတွေ့တယ်။ အ ਨੇ ဆုံး5ဦးလို့ခန့်မှန်းထားတာပေါ့တိုက်ပွဲကတော့ခုလက်ရှိချိန်ထိဆက်ဖြစ်နေတော့မယ်စခွဲစစ်ကြောင်းကလည်းပြန်မဆုတ်သေးဘူးမြိုင်နဲ့ပေါက်ဆာမှာရှိနေပါတဲ့နေတိုင်းဒီဘက်ကိုထိတွေ့မှုဖြစ်နေတယ်လို့အာကွေ people defense force မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတခိုင်းမှုကိုအာကွေ people defense force ခေါ်ကူခိုင်လိုကဲတရင်တက် PDLP နဲ့မဟာမိတ်ပူပေါင်းထပ်ပွဲများကလှုပ်ဆောင်ကြကြောင်းပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းအနေရကိုထိုးကယူဆိုင်ကြရန်နဲ့စည်ရေးတိစည်ရေးတိရှိကြရန်လဲတိုက်တွန်းမြစ်တာရက်ကန်ထားပါတယ် နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကလေးမျိုးနဲ့ဒီတိတ်မျိုးနယ်တွေမှာစတက်စစ်ကြောင်းများကိုတိုက်ခိုက်ချင်မမှုတွင်အချမ်းမဲ့စစ်သား50ကျော်တည်ဆုံးပြီးစတုံးမှန်နဲ့လက်နက်ခရရန်တချို့တင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းကလေးမျိုးနယ်နဲ့ချင်းပြည့်နယ်ဒီတိတ်မျိုးနယ်တွေမှာအချမ်းဘက်စစ်ကြောင်းကိုတိုက်ခိုက်ချင်မုန်းခဲ့ရမှာအချမ်းဘက်စစ်ကွေးမတ်သား50ကျော်တည်ဆုံးပြီးစတုံးမှန်နဲ့လက်နက်ခရရန်တွေတင်ဆက်ရရှိခဲ့တယ်လို့ချင်းပြည့်နယ်အစိုးရကာကွယ်ဝန်ကြီးဌာနရဲ့ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ စလိုင်းနီဂျုံခင်ကပြောဆိုပါတယ်။နိုဝင်ဘာလ18ရက်19ရက်နဲ့22ရက်နေ့တွေမှာကန်ခေါ်နဲ့ကလေးမျိုးကြားကိုဝင်ရောက်လာတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုချင်းပြင်းနယ်အစိုးရကာကွယ်ဝန်ကြီးဌာနစစ်ကြောင်းတက်မှမိဖက် for court PDF တွေပါဝင်ကျောင်းသားတပ်မတော် ABSDF PDF ခရိုင်တပ်ရင်းများပကဖများကလေး Revolution Force Ranger ကလေး Defense Force ရော Defense Force စတဲ့မဟာမိတ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် အစောပိုင်းဘွားတို့မှာဂျမတ်စကောင်းစီတက်ကနိုဝင်ဘာလ16ရက်နေ့မှာဂျာဖိုက်တာနဲ့ဘုံရှစ်လုံးဝိုင်းတွဲနဲ့ဘုံလုံး150ကျော်နိုဝင်ဘာလ19ရက်နေ့မှာဂျာဖိုက်တာနဲ့တစ်ချိန်နိုဝင်ဘာလ22ရက်နေ့မှာဝိုင်းတွဲနဲ့ဘုံလုံး60ကျော်လေကြောင်းထက်ခိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်အခုဂန်ကောဟန်တာဝရီနဲ့ဂျန်တာတို့ဘက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်စတက်စကြောင်းတွေကချင်းပြည်နဲ့ဟာခါကိုဦးတည်လာနေတာပါလို့ချင်းပြည်နယ်အစိုးရကာကွယ်ဝင်ကြီးဌာနရဲ့ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ စလိုင်းနေကျုံခင်ကပြောဆိုပါတယ်။ဒါပြင်ချင်းပြည်နယ်အစိုးရကာကွယ်ဝန်ကြီးဌာနအောက်မှာရှိတဲ့စစ်ကြောင်းတွေဟာမဟာမိတ်ကလီရဖော်လို့ရှင် Force အပါဝင်ချင်းနေရှင်နဲ့ Defense Force CNDF BDS ဆိုလံစားတဲ့မိဘဖွဲ့စည်းများနဲ့လက်တွဲပြီးတော့ဒီတိတ်မျိုးနဲ့ခိုင်ခံမျိုးအကြားမှာဝင်ရောက်လာတဲ့အချမ်းဘတ်စာခါစာတက်ကိုတိုက်ခိုက်လျက်ရှိနေပြီးတော့စစ်တပ်ကနိုဝင်ဘာ22ရက်နေ့မှာ Jaffighter နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုချင်းပြည်ဘက်ကိုစစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတောင်လျှောက်ကိုတက်လာနေပါတယ်။မကွေဘက်ကရောကလေးမျိုးဘက်ကရောတက်လာတာပါ။အဲဒီမှာလေကြောင်းတခိုင်းမှုကိုအားယူပြီးမြေပြင်ကခြေလျင်စစ်ကြောင်းတွေကစစ်မှုတန်အစ်တတွေနဲ့အင်းအားအလုံးရင်းကိုအားယူပြီးတော့တက်လာတာ။ဒါကိုချင်းပြည်ဒေါ်လန်ရေးတပ်တွေကစူပောင်းခူးကန်နေပါတယ်လို့ချင်းဒေါ်လန်ရေးတပ်မှတရဲမှုတအူးကပြောဆိုပါတယ်။အစောပိုင်းတခိုင်းမှုများတို့မှာအကြမ်းဖက်စစ်တပ်ကစစ်သား90ကျော်ထိ송ခဲ့ပြီး၎င်းတို့ဘက်ကထိခိုက်တံရရရှိတဲ့စစ်ခွေးတွေကို အမိုင်ဆမ်ဒီရဲရင်နဲ့တည်ဆောင်သွားကြောင်းဒါပြင်စတုံမှန်တချို့နဲ့လက်နက်ခဲယမ်းများကိုလည်းတင်းဆက်ရရှိခဲ့ပြီးအချမ်းဘက်စခါစားတပွဲကတိုက်ခိုက်လာတဲ့ဒရုန်းတချို့ကိုလည်းပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့ထိန်းချုပ်ထားတဲ့မူဆယ်တရား၅မိုင်မှထွက်လာတဲ့ကုံကားမှန်သမားကိုဖမ်းဆီးရတယ်စတက်ထိန်းချုပ်မှုမရှိတဲ့နေဆက်ကုံတွယ်ရေးဂိမ်းများမှမိတိကုံတွယ်ရေးမှလုခွင့်မရရေးတားဆီးရန်စယုံကညွန်ကြားချက်ထုတ်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာ AAMNDA နဲ့ DNL တို့ပါဝင်တဲ့မြောက်ပိုင်းမမေညီနောင်သုံးဘွဲ့ထိန်းချုပ်ထားတဲ့မူဆဲတရား၅မိုင်ကနေထွက်လာတဲ့ကုံကားမှန်သမျှကိုဖမ်းဆီးရတယ်။အစိုးရနယ်စပ်ကုန်းသွယ်ရေးဂိတ်ကနေမြည်တီကုန်းသွယ်ရေးမှလှုံ့ဆော်ခြင်းမပြုစေရေးတားဆီးဆောင်ရွက်ရန်အကြံဘတ်စစ်တပ်ကအထူးညွန်ကြားချက်ထုတ်ပြန်ထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။ယခုနိုဝင်ဘာလလဲပိုင်းကနေစတင်ပြီးတော့မြောက်ပိုင်းမမေညီနောင်သုံးဘွဲ့ထိန်းချုပ်ထားတဲ့မူဆဲတရား၅မိုင်ကုန်းသွယ်ရေးစုံအတွင်းကနေ ပြည်တွင်းကိုတရုတ်ပစ္စည်းများတင်ဆောင်လာတဲ့ကုန်ကားမှန်သမျှကိုလမ်းမိုင်းတွေအားလုံးမှာမဖြစ်မနေတားဆီးဖန်ဆီးဆောင်ရွက်ရန်ညွန်ကြားချက်တည်းထုတ်ပြန်လာတယ်လို့သိရပါတယ်။အခုလက်ရှိတမတော်ရဲ့ထိန်းချုပ်မှုမရှိတဲ့နိုင်ငံတော်ကိုအခုမဆောင်တဲ့ကုန်သွယ်ရေးဂိတ်တွေအားလုံးကတရားမဝင်ကုန်သွယ်ရေးတွေအဖြစ်သတ်မှတ်ပါတယ်။အဲဒီလိုတရားမဝင်ကုန်သွယ်ရေးဂိတ်တွေကနေကုန်သွယ်တဲ့ကုန်တင်ကားတွေရောကုန်တယ်တွေရောအကုန်လုံးကိုထိတိယောက်ယောက်တားဆီးရေးယူဖို့ညွန်ကြားချက်တွေထုတ်ပါတယ်။ အဓိကကကုံကားတွေလွတ်နေလို့ညွန်ကြားချက်ထပ်ထုတ်တဲ့သဘောပါ။နောက်ပြီးတရားမဝင်ကုံတွယ်ရေးကြောင့်ဒီနယ်ဇက်ကိုချေပြုတ်ပြီးနိုင်ငံတော်ကိုစန့်ကျင်တဲ့လက်နက်ကိုင်ဖွဲ့စည်းတွေဗန္ဒာရေးတောင်းတင်ပြီးတပ်မတော်ကိုစန့်ကျင်တိုက်ခိုက်နေရပါ။ဒါကြောင့်မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်ထားတဲ့တရား၅မှန်ကုံတွယ်ရေးဆုံးကနေလာတဲ့ကုံကားတွေနဲ့အဓိကကုံတွယ်ရေးဆုံးကိုတွားတဲ့ကုံကားတွေမှန်သမျှကိုဓာစီပြီးတော့ထိထိရောက်ရောက်ရေးယူဖို့ကုံတွယ်တွေကိုတရားမဝင်ကုံတွယ်ရေးခိတ်တွေကနေကုံတွယ်မှုတွေမလုပ်ဖို့ဓာစီမိတ်တွေထွက်လာတာလို့ နေပြီးတော့စစ်ပတ်တရင်ရင်းမြစ်ကပြောပြပါရင်ရှမ်းမီနယ်မြောက်ပိုင်းမှာမြောက်ပိုင်းကြီးနောင်မဟာမိတ်သုံးဘွဲကဒိမ့်ပိုက်ထိန်းချုပ်ထားတဲ့မူဆယ်၁၀၅မိုင်ဂုံတော်ရေးခိတ်ကိုပြန်လည်ရရှိရေးအတွက်တရုတ်ဇိုးရထံကိုစစ်တကရမန်နေအော်ကက်စတာအတွက်မှစုပြုတ်တင်ပြခဲ့ပေမဲ့လည်းဒါကိုတရုတ်ဘက်ကတော့တစုံတရာအကြောင်းပြန်ကြားခြင်းမရှိကြောင်းအကြံဘက်စစ်တကတရုတ်ဇိုးရထံသို့နင်းစင်ဂုံတော်မှုလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ကူညီဆောင်ရွက်ပေးရန်စုပြုတ်ခဲ့ပြီး အရေးဆိုပြောချက်ထဲမှာတရုံမြမ20ကုံတွဲရေးအတွက်အဓိကကြတဲ့မိုဆယ်၁၅မိုင်ကုံတွဲရေးစုံကိုမြောက်ပိုင်းကြီးနောင်မဟာမိတ်သုံးဘွဲ့ကစတက်ထန်တို့ပြန်လဲပေးရန်ကိုကြီးဆောင်ရွက်ပေးရေးကိုတရားဝင်တင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကတရုတ်ခီးစက်မှာလည်းအကြံဖက်မင်းအောင်လင်ကတရုတ်နဲ့မြန်မာနိုင်ငံဟာနန္ဒမိတ်ချင်းထိစပ်နေတဲ့အတွက်ကုံတွဲမှုပြုလုပ်ရမှာနယ်စပ်ခိတ်တွေကရေးပါတဲ့ကဏ္ဍကနေပါဝင်နေကြောင်းနိုင်ငံခြားနယ်စပ်ထိတာများစီမံခန့်ခွဲရေးနဲ့ ူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တွေရဒီုံမြန်မာ26ချောင်းမှာစုစုပေါင်း20ကိတ်8ခုရှိကြောင်းလက်ရှိချိန်မှာနေမြေလုံးကြုံရေးအခြေအနေရအစိုးပါ20ကိတ်8ခုတွေကမိုးဆဲရွှေလီ20ကိတ်တခုသာဖွင့်လှစ်ထားရှိနိုင်ပြီးဂျန်နဲ့20ကုံတို့ရေးဂိတ်တွေဟာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်ရပ်တန့်ထားရတယ်လို့ထုတ်ပေါ်ပြောဆိုပါတယ်။ဒါပြင်တပတ်မှာမြောက်ပိုင်းမဟာမိတ်ညီနောင်၃ပွဲကလည်းရခိုးနယ်ဇူလိုင်လ10ရက်နေ့ကစတင်ပြီးတော့၎င်းတို့ထိန်းချုပ်ထားတဲ့မိုးဆဲ105မိုင်ကျင်းစမ်းကြော့ဂိတ်မှာ ဂုံသွဲမှုအသွင်းထုတ်ဂျူတီဆောင်နှုံးသားများကိုစီမံကန့်ကွက်ပြီးဂုံကားတွေကိုခွန်လေးကောက်ခံလျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတိစပ်ပေးခြင်းတဲ့တရင်ကတော့အချမ်းဘတ်စတက်ရဲ့ဒူးရောင်ရွေးကောက်ပွဲကိုစမ်းကျင်တဲ့အနေနဲ့အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကအမေရိကန်တမရအင်ဖြူတော်နဲ့တရုတ်တန်ယုံရှေ့မှာအလုံးရင်းနဲ့ချစ်တဲ့ဆန္ဒပြတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအချမ်းဘတ်စစ်တပ်ရဲ့တူးရောင်ရွေးကောက်ပွဲကိုစမ်းကျင်တဲ့အနေနဲ့အ ਨੇ ဆုံးပြည်내12ခုမှအမေရိကန်ရောက်မြန်မာနိုင်ငံသား200ဦးကျော်ဟာ အမေရိကန်တပ်မတော်အင်ဗျူတော်နဲ့တရုတ်တန်ယုံရှေ့တွေမှာအလုံးရဲနဲ့ကြီးတဲ့ဆန္ဒပြနေတယ်လို့သိရပါတယ်။ဒီကနေ့အမေရိကန်စံတော်ချိန်နိုဝင်ဘာလ22ရက်နေ့မွန်လွယ်ပိုင်းမြန်မာစံတော်ချိန်နိုဝင်ဘာလ23ရက်နေ့မနက်အစောပိုင်းမှာအမေရိကန်ပြည်ထောင်စုမှရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကတရုတ်တန်ယုံရှေ့မှာအိုးစွာဆန္ဒပြကြွေးကြော်ခဲ့ကြပါတယ်။အိုင်းနာအမေရိကန်တပ်မတော်အင်ဗျူတော်ရှေ့ကိုလည်းတွားရောက်ဆန္ဒပြကြပြီးမြန်မာရေးကိုတရုတ်နိုင်ငံကဝင်ရောက်ဆော့ပတ်နေမှုကိုစန့်ကျင်ခြင်းစတဲ့ရဲ့အတူအောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေး ဓမ္မရဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများလုံမြောက်ရေးတွေအတွက်ကြွေးကြော်တမ်းတွေဟေ့ကြွေးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဓမ္မတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြံဖက်စကောင်းစီရဲ့ရွေးကောက်ပွဲစမ်းကျင်တယ်လို့အင်ဖြူတော်နဲ့တရုတ်တန်ယုံရှိမှအမေရိကန်ရောက်မြန်မာတွေဆန္ဒပြတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်တမရအင်ဖြူတော်နဲ့တရုတ်တန်ယုံရှိတွေမှာအမေရိကရောက်မြန်မာတွေစုပေါင်းပြီးတော့စကောင်းစီရဲ့ရွေးကောက်ပွဲကိုစမ်းကျင်ကြောင်းဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်မှာခြိတက်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရဆန္ဒပြခဲ့တဲ့မြန်မာတွေဟာ we say no to shame election တင်းရမဲနဲ့တရားဝင်လူသက်ခွေမပြုံးနဲ့ဆိုတဲ့စာသားတွေကိုကိုင်းဆောင်ကတရုတ်တန်ယုံရှိမှဦးစွာကြွေးကြော်ဆန္ဒပြခဲ့ပြီးနောက်မှာအမေရိကန်သမ္မတအင်ပြူတော်ရှေ့သို့လည်းခြေတက်ခဲ့ကြပါတယ်မြန်မာရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖက်နေမှုကိုစန့်ကျင်ကြောင်းစကောင်းစီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းနိုင်ငံတော်သမ္မတအဝင်းမြင့်နဲ့တောင်းဆန်းစုကြည်အပါအဝင်နိုင်ငံရေးချင်းသားတွေလုံမြောက်ရေးတွေအတွက်ကြွေးကြော်တန်တွေဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ လူလူကြားပြောင်းနေတဲ့ဗိုလ်ချုပ်တာဖုံးကျော်တောင်ပညာရေးအကယ်ဒမီကျောင်းစင်းပွဲမှာပြန်ထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တရုတ်ရဲ့ဂျာဝင်ဆက်ဆက်မှုကြောင့် DNL ကမိုးခုံးမြို့ကိုအချမ်းဘတ်စကောမရှင်ထံသို့ပြန်ပေးလိုက်ပြီးနောက်မှာမျိုးရဲကိုစတက်ဘလိုပြောင်းဝင်လာမလဲဆိုတာနဲ့ပတ်သက်ပြီးငြင်းပွားနေတဲ့ချိန်လူထုရှိကိုထွက်မလာတာကြားပြီးဖြစ်တယ်။ DNL ထုတ်ထုတ်တွင်းမှုချုပ်ဗိုလ်ချုပ်တာဖုံးကျော်ဟာတောင်ပညာရေးအကယ်ဒမီကျောင်းစင်းပွဲနဲ့အတူလူထုရှိပြန်ထွက်ပေါ်လာခဲ့ပါတယ်။ တောင်ပြည်နတ်ဆန်းခရိုင်နတ်ဆန်းမြို့နယ်မှာတောင်ပြည်ညရေကယ်ဒမီတီအီးရဲ့ဗတ်စင်တက်ဆရာတပညာဒီပလိုမာနှင်းပွဲကိုနိုဝင်ဘာလ20ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးတော့အဲ့ဒီခန်းနာကို PSLF TNL စေဦးစီးချုပ်ဘိုးချုပ်တာဟုတ်ပလန်အထွေထွေတွင်ရမှုဘိုးချုပ်တာဖုံးကျော်အထွေထွေတွင်ရမှုနှင့်ဘိုးမူကြီးတာပန်လောက်တောင်ပြည်ညရေကောင်းစီတို့ပါဝင်တက်ရောက်တယ်လို့ထုတ်ပြန်ထားပါတယ်ဒီခန်းနာမှာ139ရောက်ဆရာဖြစ်တဲ့နန်းဆင်းတယ်လို့ PSLF TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် ပညာရေးကတက်ဆိုင်ရာအာဏာပိုင်တွေယူနီဖောင်းဝတ်ထားတဲ့သူတွေနဲ့လက်နက်ကင်သူတွေလုံပိုင်ခွင့်မရှိတဲ့သမရာဒေတောင်ချဲလေခွင့်မရှိပါဘူး။ပညာရေးထိုးတက်ဖို့အတွက်ပညာရေးဖွဲ့စည်းတွေလွတ်လပ်စွာဆုံးဖြတ်ရမယ်။အခုကျွန်တော်တို့ရည်မှန်းထားတဲ့ပညာရေးကိုဒေသမကပုံမဆောင်ရွက်သွားမယ်လို့ BSLF တင်းနယ်လေးထွေထွေတွင်းရမှုဗိုလ်ချုပ်တာဖုံးကျော်ကဆိုပါတယ်။လက်ရှိမှာတောင်မျိုးသားလုံမြောက်ရေးတပ်မတော်တင်းနယ်လေးဟာအကြံဖက်စကော့မရှင်နဲ့အပြေးအယက်သဘောတူညီချက်ရပြီးတဲ့နောက် မိုးခုံးနဲ့မုံမင်းမျိုးကနေတက်တည်ပြန်လဲဆုတ်ခွာသွားမှာဖြစ်ပြီးအချမ်းဘတ်ဆဲဥစုတွေပြန်လဲဝေရောက်နိုင်ဖို့ကူညီပေးမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါပြင်တရုတ်ရဲ့ဂျာဝင်စစ်စစ်မှုကြောင့်ဒီအန်နလီကမိုးခုံးမုံမိတ်ကြောင်မဲနောင်ချိုတီဘောတို့ကိုစကော့မရှင်ထံအသားတကြီးပြန်လဲပေးရလိုက်ရတာလည်းဖြစ်ပါတယ်။ရခိုးနယ်အစောပိုင်းထိတောင်မျိုးသားလုံမြောက်ရေးတပ်မတော် DNL ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာမျိုးနယ်ပေါင်းဆယ်ရှင်မျိုးနယ်ထိရှိခဲ့ပြီးတော့ဓမ္မဟာ99နဲ့တရင်45ရင်ရှိသလိုမိုးခေါခရိုင်နန်းဆန်းခရိုင် ကိုခိုင်ခရိုင်နန်ကန်းခရိုင်ကြောင်မဲခရိုင်တွေကိုပြင်ဆင်ဖွဲ့စည်းကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့အဆုံးတိနားဆင်ခဲ့တဲ့သတင်းပိတ်တက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပါသတင်းဒေါ်လိုင်ရဲ့ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ